ောင်းဝဒီနားလေးက Instagram member ဟုတ်ကဲ့တရောက်ကိုတောင်းရှိတော့ကြက်ပဲကြမှာဖြစ်ပါရဲ့ဟယ်လိုတမ်းမရတဲ့အားလုံးမင်္ဂလာပါ ပကံမှာ မျိုးလေကောင်ဖျားနဲ့မျက်နှာချင်းဆိုင်မှာဈေးအတန်ဆုံးဟိုတယ်ဆိုလို့ရှိရင်ဘာဟိုတယ်ဖြစ်မလဲသီရိစံဒါဟိုတယ်ပါခင်ဗျာဘာဟိုသီရိစံနဲ့ဒါနဲ့ကိုခွဲပြောရဲ့ကဲထားပါတော့သီရိစံနာဟိုတယ်မှာကအခုဆိုလို့ရှိရင် တောင်ရှိတောင်ကြက်နဲ့တဲလို့ရပါတယ်ပြီးရင် breakfast လည်းပါပါတယ်အဲ့တော့မြနိုးတို့ကတော့ပကံရောက်၃ရောက်ခိုက်မြနိုးနဲ့လင်တာနဲ့နဲ့ကတော့တိရိစန္ဒာဟိုတယ်မှာတဲဖြစ်ပါတယ်သူကမြို့လေကောင်လည်းဖြစ်တယ်မြို့လေဖျားကြီးနဲ့လည်းမျက်နှာချင်းဆိုင်ဆိုတော့အထဲမှာဘလို room လေးရှိမလဲဘလို service တွေရှိမလဲဆိုတော့မြန်နိုးနဲ့တူတူ live ပါကြည့်ရှုပါအောင်ဒါဆိုဟိုတယ်ထိုးပေါ့နော်ဟုတ်ပြီဘဝင်ဒီမှာ reception တွေ့ရပါရှင် reception မြင့်ဒီဘက်မှာဘားလေးလည်းရှိတယ်ဟောအခြေကြီးပဲ ရေကူးကန်ရရှိဝါရေကူးကန်ပြပေးပါမယ်ရေကူးကန်ပြပေးမယ် decoration ကတကယ်ပကန်းဖွင့်ထားရလို့တော့မထင်ရအောင်ရန်ကုန်ရဲ့ coffee ဆိုင်ရောက်သွားတယ်လို့ပဲဟိုမှာဆိုရင်စူးပင်လေးခဏရစူးပင်လေးတွေရဲ့ပြီးသွားရင်ဒီဘက်ချမ်းမှာညနှိုးရဲ့ photo point အခုညနှိုးဝေးလာရဲ့ outfit နဲ့ဆိုရင်လုံးဝ white အရမ်းမိုက်ပါရှင် Instagramable ဖြစ်ပါတယ်။ Yes. မှန်လေး။ရှိထားရတာဆိုတော့လက်ပေါ်ညှိလို့ရတယ်။လောကဒီနားလေးက Instagramable အာဆိုလို့ရှိရင်တော့အခန်းလေးလိုက်ပြမယ်ပြီးွားလို့ရှိရင်တော့ breakfast to do ပတ်စွဲမယ် let's go ဒီနေ့မနက်စာကတော့မြနိုးတို့ကိုဟိုတယ်မှာဗောနော်ဘူဖေးတော့မဟုတ်ပေမဲ့ဒါမနက်စာကိုတပွဲချင်းတစ်နေ့တစ်မျိုးမတူတဲ့ menu လေးရင်းနေဗောနော်အလာကတ်စီစဉ်ပေးတယ်ဒီနေ့ကတော့ခောက်ဆွဲကြော်လို့ကြားရတယ်ပြပါပါလဲဟင်းရီခောက်ဆွဲကြော်ပြီးဆွန်တန်ဟင်းရီရယ်ပြီးတော့ချင်ဆက်ဟင်းရီရှိအော်ဟာအားဆိုလို့ရှိရင်ဒီနေ့မြနိုးတို့ကခောက်ဆွဲကြော်ရယ်ပြီးွားလို့ရှိရင်မြနိုး request ဆုတ်ထားတဲ့ချင်ဆက်ဟင်းရီလေးနဲ့မနက်စာစားပါမယ်မြနိုးကအဆက်မပပရင်စားမဝင်ဘူးဆိုတော့ request တော့တစ်ချက်တော့လုတ်ထားတယ်အဲ့တော့ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာတက်ကြည့်လိုက်ပါ ဲ့ဒါကတော့ကျွန်တော်တို့မှတ်ထားတဲ့ခောက်ဆွဲကြော်လေးပါဒီခောက်ဆွဲကြော်ကတော့ဘလို့ရတာရှိတယ်ဆိုတော့လင်းသားကတော့စားနေပြီမြန်တော့ကတော့အားရပါရဆွဲမယ်ပေါ့နော်ဒီမှာကတော့ဘူဖေးမဟုတ်ဘူးဆိုပေမဲ့အလာကတ်ဆိုပေမဲ့လည်းပေါ့နော်ကုံွားလို့ရှိရင်တော့နောက်တစ်ပွဲတော့ပြန်ကြော်ပေးမယ်နဲ့တူပါရဲ့အဲ့တော့သီရိစန္ဒာရဲ့မနက်စာလေးပါလေလေမထွက်ခင်ဒီနေ့မှာတော့ခောက်ဆွဲကြော်လေးနဲ့ breakfast ကိုအရင်စတင်ပါမယ်။အပြင်ကမစားတော့လဲ hotel ကတခါကြီးကျော်ပတ်စံမကုန်တော့ဘူးပေါ့နော်။ဟုတ်ပါတော့။ โอเคว่าပြောမလို့သူ့ခောက်ခွဲရလေသူကကျုပ်ဆုံးောက်ဆဲကိုပြုတ်ပြီးမှပြန်ကျော်ထားဆိုတော့စားရတာမိုက်တယ်ပြီးတော့သူကငေးကိုကောင်းလေးပါပါတယ်ဆိုတော့ရှူးရှူးရှေးရှေးလေးနဲ့ပွင့်ကောင်းနော်ဒီခေါက်ဆွဲတာအီးခွန်းညဘာကသတ်ဆိုင်တခုမှဝေစားခေါက်ဆွဲကြတဲ့ဆိုင်မင်းတို့ထားဖို့ကြိုက်တယ်ဘာလို့လဲဆိုတော့ဟိုကနည်းအရသာသက်ရောက်ခေါက်ဆွဲကြစတိုင်သွားရလို့ခံစားရဒါကြောင့်ငရုတ်ကောင်းနည်းနဲ့ဟိုအငငယ်အမေရလေဟို ကျုံခေါဆွဲကိုပြုတ်ပြီးတော့လေကော့ကိုကြော်ကြွေးရဲ့ခေါဆွဲကြော်အရသာမျိုးနဲ့သူ့ရဲ့ဒါမဲ့အစီနဲ့နဲ့လေးများတယ်ဒီမှာလေးတီလာ kitchen ကလည်းအရန်သဘောကောင်းတယ်ဒီမှာဘယ်လောက်ရှိသဘောကောင်းလဲဆိုမြင်းတို့ကဒီစွန့်ထန်ဟင်းကြီးပေါ့နော်စွန့်ထန်ဟင်းကြီးကဒါချင်းဆက်တော့ချင်းဆက်ပဲမြင်းတို့တော့အဆက် level ကတိတ်မဆက်တဲ့ခါကျမြင်းတို့ကိုဟင်းကြီးတစ်ခုပြင်မေးပါပေါ့နော်ချင်းချင်းဆက်ဆက်လေးဆိုတော့တောက်တာတော့နည်းနည်းတော့ပုံသွားပြီတကယ်မယုတ်သီးနဲ့လုံးဝချင်းချင်းလေးပြီးတော့ ဟိုဆက်လဲဆက်တယ်အယောင်ကြည့်လို့ရှိရင်ဒါကိုတောက်လို့မကောင်းအောင်ဘာညာထင်ရသေးလားခဲကောင်းတယ်အရေးအရေးတောက်ကအရေးကြီးမှုလို့အရသာမရှိဘူးထင်မှာဆိုလို့တကယ်အရေးကအရသာရှိရဲ့ပြီးတော့နောက်တစ်ခါလေးကြက်ဥလေးတစ်လုံးလောက်ခောက်ထည့်လိုက်လို့ကတော့လုံးဝရှဲပဲဟိုဘယ်လိုခေါ်လဲအရသာနဲ့အဲအဲ့ဒါနဲ့တူတယ်ပြီးတော့အရသမားဟင်းရင်လည်းတူတယ်ခောက်သွဲကြော်ကတော့ပြောစရာမလိုကောင်းတယ်မင်းတို့ပကံသာကြည့်လိုက်တော့ဘယ်ဖက်စားပြီးပါလဲ ဟိုတယ်လိုက်ပြပေးမယ်ဟိုတယ် review ပုံစံမျိုးလေးပေါ့နော်ဟိုတယ်ရောမင်းတို့လိုက်ပြမှာဟိုတယ်တော်လားဟိုတယ်တော်လားဘယ်လိုခေါ်လဲမသိဘူး YouTube video တွေရရလို့လေအဲ့လိုမျိုးမင်းတို့လဲဒီ hotel ရဲ့ အခန်းလေးတွေပြီးတော့ရှေ့ facility လေးတွေကိုအကုန်စုစုပ်လေးလေးလေးတိုက်ပြပေးမယ်ပေါ့နော်အဲ့တော့တဲမဲ့လူတွေလည်းအာကြည့်ပြီးတော့ဒါပကံရောက်လို့ရှင်တဲသိမ့်မတဲသိမ့်လဲဆုံးဖြတ်လို့ရရဲပြီးတော့ဒါဈေးလေးကလည်းတက်တက်တာလေးနဲ့ဟိုတယ်ကောင်းကောင်းကန်ကန်လေးတဲချင်တဲ့သူတွေအတွက်ဆိုလို့ရှင်လဲဒါအဆင်ပြေတယ်မိသားစုနဲ့ဆိုရင်နော်ဒါယူရတယ်ရှိတယ်အော်ယူကူကလည်းရှိရဲ့ဒါအဲ့လောကကျွန်တော်တို့ breakfast စားလို့ရှင်ယူကူကဘေးမှာစားရတာဆိုယူကူကဖြူးလေးနဲ့ဘေးဟိုတယ်နေရာလေးလေးတကယ်မျိုးလေကောင်ပကံရဲ့ မျိုးလေဖျားကြီးရဲ့အရှိတတဲ့ပဲဟုတ်ဗကံမျိုးတင်မှာမျိုးတယ်ဖျားဆိုတာရှိတယ်အဲ့ဒီမျိုးတယ်ဖျားရဲ့အလေတဲ့တဲ့မှာရှိတယ်ပြီးတော့ဘာတစ်ခုကောင်းလဲဆိုတော့မျိုးတယ်ကောင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘေးပတ်ဝန်းကျင်မှာစားတောင်းထိုင်နေပြီးလို့ရှိရင် community store အဆောင်ရှိတယ်အဲ့ဒါလည်းဟုတ်တယ်အဲ့ဒါမျိုးတို့စားပြီးပြီးဆိုတော့ဟိုတဲ့တိုးလေးအပြိုင်တိုင်း ညနှုတ်ပထမအောင်လုံးရောက်နေတဲ့အခန်းကတော့လုံးဝ10ရောက်တိတိနေလို့ရတဲ့ဟိုတယ်အခန်းအကျယ်ကြီးပါဒီမှာဆိုလို့ရှိရင်နှစ်ထပ်ကတင်ဘန်ဘက်ကလေးနဲ့တေချာစီစဉ်ပေးထားပြီးတော့ ယေရှုကန်ဆိုလို့ရှိရင်လည်းတွေ့ရပိုင်းပြီးအပြင်မှာဘုံသုံးမှုယေရှုကန်တခန့်ထပ်ပါပါသေးရဲ့အဲ့ဒါအောင်မှာတငယ်ချင်း၁၀ယောက်တူတူစုပြီးတော့လာမယ်ဆိုလို့ရှိရင်တယောက်ကို18000ကျပ်ပဲကြာမှာဖြစ်ပါရဲ့18000ကျပ်အပြင်မှာဒါမြန်တို့ကယထားနဲ့လာတာတို့ဘာလို့ဆိုလို့ရှိရင်ပေါ့နော်ယထားရပါရင်လည်းဆိုရင်တယောက်ကိုယထားဘူးလေးရဲ့ပြီးဟိုတယ်က18000ရယ်နဲ့ဆိုလို့ရှိရင်တော့ကွက်တီပဲဒီမှာမနက်စာလည်းကြည့်ရဲဆိုတော့မနက်စာဘူးလည်းမကုန်တော့ဆိုင်ကယ်လေးတစ်စီးငါးပြီးပဲလဲမလား တငယ်ချင်းတွေနဲ့ပကံလာလဲမယ်ဟိုဈေးလည်းအများကြီးမကုန်ချင်ဘူးတထောင်ကျော်လောက်လေးနဲ့ဗမာကောင်းကောင်းကန်ကန်တဲရမလဲပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့အခုဒီနေ့မြန်နိုးညွှန်ပြပေးတဲ့ဒီဟိုတယ်လေးမှာတောင်း8000ကျက်နဲ့တငယ်ချင်း10ယောက်တိတိအတူတူစုနေလို့ရပါတယ်တခုတောက်လို့လည်းရပါတယ်အဲ့တော့အတဲကြည့်ကြပါ ဲ့အခုနောက်သမီးရကတော့ကျွန်တော်တို့၄ယောက်ခန့်ဖြစ်ပါတယ်ဒီဘက်ဘေးမှာက၂ယောက်ပြည်လို့ရတယ်အပေါ်အောက်ပေါ့နော်ဒါကတော့ညီကုန်းကအိတ်လို့ရတယ်ပြီးတော့မှညီကိုကြီးချစ်ချင်းအိတ်ချင်းလည်းဖလို့ရှိတယ်ဆီးကလေးလုံးနဲ့အိတ်ဟိုးအတွက်ကိုအပေါ်မှာနေရာအကြီးဖြစ်ပြေးထားပါတယ်ဒါကတော့အနည်းဆုံး၂ယောက်ကနေပြီးတော့ဒီကောင်သေးရလို့ရှိတယ်တောင်းအောင်အိတ်လို့ရတယ်ပြီးတော့ဒီမှာက၁ယောက်ကို1000၊၂ယောက်ဆိုလို့ရှိရင်ဒီလေးကြီးအသာသာလေးကိုပို့သွားပါတယ်ခင်ဗျ။ဒါကတော့ဒီဒီခန်းရဲ့ decoration အပြင်အထင်လေးပါ။ ပြီးတော့သူကတစ်ခါနဲ့တစ်ခါကိုမတူဘူးပြတဲ့ drone ရှင်းအပြင်ဆုံးရယ်နည်းနည်းလေးကွာွားရှိကွာွားတဲ့အလျောက်မှလည်းကိုတဲခိုးရဲ့လူစိတ်ခံစားချက်ကိုနည်းနည်းလေးသိညက်ပြီးလုံဝေးရပြအဲ့တော့ဒီတော့ပါပဲနောက်ထမ်းလေးကိုလိုက်ပြီးတိကျပြကြပါဦးခင်ဗျ